ပြန်ကြိုင်းဝင်ကြီးဌာနရှိငလင်ဘေးသင်းဝန်ထမ်းတွေအတွက်လိုတော်ပြည့်ကြေးစိအဖွဲ့ကစက်သသိန်းခွဲတန်ဖိုးရှိစားတော့ခွန်ပစ္စည်းပုံတရားကိုပြန်ကြိုင်းဝင်ကြီးကတဆင်ပေးရလူတန်းအားလုံးပဲမင်္ဂလာပါ Zelidos News Channel ကနေကြိုဆိုပါရစေ။ဧပြီလ29ရက်နေ့မနက်ပိုင်းကနေပြည်တော်မြို့ဇေယျအသိထီမြို့နယ်ရှိပြန်ကြိုင်းဝင်ကြီးဌာနမှရှိငလင်ဘေးသင်းဝန်ထမ်းတွေအတွက်ဆရာတော်အရှင်ကုမာရဦးဆောင်မှုနဲ့အတူလိုတော်ပြည့်ကြေးစိအဖွဲ့ကစက်သသိန်းခွဲတန်ဖိုးရှိစားတော့ခွန်ပစ္စည်းပုံတရားကိုပြန်ကြိုင်းဝင်ကြီးဌာနပြောင်းစုဝင်ကြီးဦးမောင်မောင်ကတဆင်ပေးရလူတန်းခဲ့ပါရစေ။ အဆိုပါလူရမ်းမှုမှာတော့ပြန်ကြိုင်းဝင်ကြီးဥမမအောင်တောင်ဝင်းရှိဝန်ထမ်းတွေကိုဆရာတော်ရှင်ကုမာရကဆုတောင်းမြတ်တာပို့သားပြီးတော့အမြပေဝေလူတန်းခဲ့ကြသလိုလက်ရှိဆောက်လုပ်နေတဲ့အရာချို့ကိုလည်းလိုက်လံကြည့်ရှုခဲ့ပါတယ်။ကျွန်တော်ပြန်ကြိုင်းဌာနမှာတော့အင်ယာနေရဲ့လူပြိုဆောင်ပြိုဆောင်မိသားစုဝင်တဲ့အင်ဂျင်တွေထိသွားတာရှိတယ်။ပြက်စီးတဲ့အင်ဂျင်ကလည်း35ရင်းလောက်ရှိတယ်။ပြန်ကြိုင်းဝင်ကြီးဌာနယုံနီယာကိုတော့ငလင်းနဲ့ပတ်သက်ပြီးတိုင်းတာကြက်ရအပြအဆင့်လို့သတ်မှတ်ထားတယ်လို့ပြန်ကြိုင်းဝင်ကြီးဌာနတောင်ဝင်းရှိသူကပြောပါတယ်။ ပြည်ထောင်ဝင်ကြီးဌာနရုံးကနေလည်းပြည်စည်းမှုတွေရှိရဖြစ်ပါတယ်။ဝင်ပြည်စည်းသားဝန်ထမ်းတွေအတွက်ရပ်ဖြင့်တဲတွေ၊ယာယီစာအုပ်တွေစောက်လုပ်ပြီးလုံဆောင်ပေးနေရလည်းရှိရလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာ300ရမယ့်ရေပိုက်လိုင်းတချို့ပြည်စည်းနေရမှုအရေးအတွက်အခက်အခဲကြုံရှိနေရလည်းဖြစ်ပါတယ်။မဆုံးသည့်ကြီးရှင်နာဆင်ပြည်ပြည်သားအလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။